ကြောက်ကကြောက်ချီထားပါတယ်ဆရာတဲ့စီးသွားရင်သွေးပါနေတာရောဘာဖြစ်တာလဲတဲ့စီးလဲခဏခဏအောင်နေတဲ့အဲ့လိုမျိုးဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကကြောက်ကကိုကြောက်ကိုနောက်ထပ်ဖြစ်စေနိုင်မဲ့ uric acid သက်ကျွဲဝါတဲ့အစာတောက်တွေကိုအသက်နိုင်ဆုံးရှောင်ကျဉ်ပေးသင့်ပါတယ်အားလုံးပဲမင်္ဂလာပါ Victoria ဆေးရုံရဲ့တိလို့ရမီကျမ်းမာရေးအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာယခုတစ်ပတ်အစီအစဉ်လေးမှာအရင်တစ်ခေါက်တိလို့ရမီကျမ်းမာရေးအစီအစဉ်ရဲ့ဗီဒီယိုလေးအောက်မှာမေးမြန်းထားတဲ့ကျမ်းမာရေးဆိုင်ရာမေးခွန်းလေးတွေအကုန်လုံးကိုဖြေကြားပေးတော့မှာဖြစ်ပါတယ် ပထမဆုံးမေးမြန်းထားတဲ့မေးခွန်းလေးကတော့စီလံချောင်းကျင်းနေပါတယ်ဆရာတဲ့စီပိုက်နေတိုင်းလိုလိုထိုးနေရတယ်စီပိုက်တွင်းလိုက်ရင်နှစ်နေရာလောက်မှာတော်တော်ကျင်းနေပါတယ်တဲ့ဖြစ်နေတာ၃နှစ်ပြည့်တော့မယ်ဆရာတဲ့ ကျွန်တော်တို့အမျိုးသားတွေကအသက်အရွယ်ရလာတဲ့အခါမှာစီးကျိတ်ကြီးတာတွေစီးကျိတ်ရောင်တာတွေကတော့ဖြစ်လေရှိပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့စီးလန်းချောင်းကျင်းတဲ့ပြဿနာလေးတွေစီးသွားတာအခက်ခဲရှိတာလေးတွေဖြစ်တတ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့စီးနဲ့ကြောက်ကဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးတော့ဟူတာဟူခံယူမယ်ဆိုရင်တော့ပြန်ပြီးတက်တာနိုင်ပါတယ်ခင်ဗျာ။ ဒုတိယမေးမြန်းထားတဲ့မေးခွန်းလေးကတော့ဆရာလူဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတဲ့ဆရာတဲ့စီချိတ်အဆင့်နှစ်ပါတဲ့ညဆိုစီရ၅ချိန်လောက်တန်လိုင်းကြပုံမှန်သွားနေရတယ်တဲ့ဆရာဝင်ကဈေးကို၃လစာပေးထားပါတယ်တဲ့တောင်းနေသေးပါတဲ့တမ်ဆူလိုစင်ဆိုတဲ့ဈေးလေးတောင်းနေတောင်းနေပါတယ်တဲ့အချိန်လေးစိုးရင်ရပါလားဆရာတဲ့စီချိတ်အစစ်နှစ်မှာတော့တမ်ဆူလိုစင်ဆိုတဲ့ဈေးလေးတောက်ပြီးတော့စီချိတ်ကိုထပ်မကြီးအောင်ထိန်းထားနိုင်တယ်ဆိုရင်တော့အစိုးရင်စရာတော့မလိုပါဘူးခင်ဗျာ ။တတမြောက်မေးမြန်းထားတဲ့မေးခွန်းလေးကတော့ဇေယျဆွေဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတယ်။ပုံမှန်ပြထားတဲ့တွေးကြဇေယျကင်ဆာဖြစ်တယ်ဆိုတော့ဟုတ်ပါသလားဇေယျအဲ့ဒါဟုတ်တယ်ဆိုပဲတွေးကြဇေယျကိုပြောင်းတော့ရမလဲဇေယျအဲ့ဒါပုံမှန်ပြထားတဲ့တွေးကြဇေယျတော့လိုဇာတန်50 mg ဆိုတဲ့စီစေးတွေးကြစေးအမျိုးအစားလေးဖြစ်ပါတယ်အဲ့ဒီဈေးတောက်ရင်ကင်ဆာဖြစ်စေနိုင်တယ်ဆိုတော့လုံးဝမဟုတ်ပါဘူးခင်ဗျာတွေးကြစေးကိုလည်းပြောင်းတောက်မယ်ဆိုရင်ဆရာဝန်နဲ့စနစ်တကျတိုင်ပင်ဆွေးနွေးပြီးမှပဲတောက်သင့်ပါတယ်ခင်ဗျာ နောက်ထပ်မေးမြန်းထားတဲ့မေးခွန်းလေးကတော့အမတ်သူစာဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတယ်အသက်ရှူကြက်နေလို့ပါဆရာစကားနည်းနည်းလောက်ပြောပြီးရင်လည်းမောပြီးအသက်ရှူကြက်လာတယ်ပလက်အရင်ပူဆိုးပါတယ်ဆရာတဲ့စီကန်းနေပြတာလည်းမထူးကြဘူးဖြစ်နေလို့ဘယ်အပိုင်းကိုအကြီးကပြရမလဲလို့မေးတာပါဆရာတဲ့ဟုတ်ကဲ့အဲ့လိုမျိုးဖြစ်တဲ့ဆိုရင်တော့အဆုံနဲ့ရင်ကောင်းဆရာဝန်နဲ့အကြီးကစနစ်တကျတိုင်းပြဆွေးနွေးကုသမှုခံယူတင်ပါတယ်ခင်ဗျာ နောက်ထပ်မေးမြန်းထားတဲ့မိကုံလေးကတော့ကိုအောင်ခိုင်ဝင်းဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတယ်။အသက်က90ပါတဲ့ကယ်လ်ဆီယမ်စကောကတဲ့87ရှိတယ်တဲ့။ရင်ဘတ်အောင့်တာလည်းမရှိဘူး။နှလုံးကဖောက်လာမှစိုးရိမ်နေရတယ်တဲ့။ဘာလို့ရောမလဲစင်ဟာတဲ့။ အဲ့ဒီအတွက်ကြောင့်မို့လို့ကယ်စီယမ်ကိုကိုထမတက်လာအောင်လို့နှလုံးရောဂါလည်းမဖြစ်အောင်လို့အကြီးကလောက်ရမယ့်ဟာတော့စီစားတာကိုလျှော့ဖို့လိုပါတယ်အငန်စားတာကိုလည်းလျှော့ချဖို့လိုပါတယ်ဟင်းသီးဟင်းရွက်တွေများများစားပြီးတော့ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကိုလည်းပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်ခင်ဗျာအရင်နဲ့ဆက်လက်တောက်တတ်တယ်ဆိုရင်လည်းအရင်နဲ့ဆက်လက်ကိုဖြတ်ဖို့လိုအပ်ပါတယ်ခင်ဗျာနောက်ဆုံးမေးမြန်းထားတဲ့မိကုံလေးကတော့ဒေါ်စုဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတဲ့ ကြောက်ကက်ကြောက်ချီထားပါတယ်ဆရာတဲ့စီးသွားရင်သွေးပါနေတာရောဘာဖြစ်တာလဲတဲ့စီးလည်းခဏခဏအောင်းတယ်တဲ့အဲ့လိုမျိုးဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကကြောက်ကက်ကိုကြောက်ကိုနောက်ထပ်ဖြစ်စေနိုင်မယ့် uric acid သက်ကျွဲဝါတဲ့အစာတောက်တွေကိုအသက်နိုင်ဆုံးရှောင်ကျဉ်ပေးသင့်ပါတယ်။ဒါအပြင်အရေးကြီးတာကတော့ရေများများတောက်ပေးဖို့လည်းအရေးကြီးပါတယ်။စီးသွားရင်သွေးပါတယ်ဆိုတာကတော့စီလန်းချောင်းပိုးဝင်တာတွေကြောက်ကက်ရောင်တာတွေစားတာတွေလည်းဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့စီလန်းကြောက်ကက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးတော့ကုသမှုခံယူဖို့အရေးကြီးပါတယ်။ မိဘပြည်သူများနောက်ထပ်သိလို့တဲ့ကျမ်းမာရေးဆိုင်ရာမေးခွန်းလေးတွေကိုယခုဒီဗီဒီယိုလေးရဲ့အောက်မှာကွန်မန့်လေးတွေပေးပြီးတော့ပေးမြန်းသွားနိုင်ပါတယ်ခင်ဗျာကွန်မန့်တစ်ခုချင်းစီရဲ့အဖြေကိုတော့နောက်လာမယ့်အစီအစဉ်လေးမှာတစ်ခုချင်းပြန်ပြီးရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာသိလို့ရမေးကျမ်းမာရေး Victoria Hospital